မိတ်ဆွေအားလုံးမင်္ဂလာပါဗျာကျွန်တော်တို့မန္တလေးမြို့မှာရှိတဲ့မဟာမုနိရုပ်ရှင်တော်နယ်ကြီးကိမ်းဝဲဆံပေတော်မူရာအကျောင်းတော်ကြီးဘုံခုနှစ်ဆင့်အထွတ်မှာသင်္လူပူဇော်နိုင်ဖို့ဤတော်ကြီးရွှေစင်ရွှေသားအစ်စ်တွေကလူပူဇော်တဲ့လုပ်ငန်းတွေဆောင်ရွက်လို့ကျွန်တော်တို့ရာခိုင်နှုန်းအတော်များများပြီးနေပြီဖြစ်ပြီးတော့အစဉ်ကူတော်ထုလုပ်နေတာတွေလည်းရာခိုင်နှုန်းအတော်များများပြီးနေပြီဖြစ်ပါတယ်ဗျမဟာမုနိရုပ်ရှင်တော်နယ်ကြီးဥပုံနေတိုင်းဖူးမြော်ခွင့်ကိုဂေါဘကအဖွဲ့အနေနဲ့ဂေါဘကပြည်မှာတင်ညာပြီးတော့မှ ပြည်သင်ငန်းကပ်ခွင့်မှာပြုထားပြီးဖြစ်ပါလေ။ဝင်ရွာတည်နေတာဖြစ်ပါလေဗျ။ဝါးတည်နေတာဒီမှာကကျွန်တော်တို့အရန်စီပြိုကျပျက်စီးသွားတဲ့နေရာ ဖြစ်ပြီးတော့ဒီနေရာကကျွန်တော်တို့ဒါကွဲအပ်သွားတဲ့နေရာပေါ့လေဒီနေရာကွဲအပ်သွားတဲ့နေရာကွဲအပ်သွားတဲ့နေရာဖြစ်ပါလိမ့်ရဒီမှာကဒါလူဖြတ်လျှောက်လို့ရပါလိမ့်ဗျာအကွဲအပ်ကြားရဲရပဲဒါကြောင့်လူဖြတ်လျှောက်သွားတာဖြစ်ပါလိမ့်ဒီမှာကအာပူဇော်ပျက်စီးသွားပြီဖြစ်တော့ဒါကျွန်တော်တို့အပိုင်းဖြစ်ပါတယ်ဒါကအောက်မှာကျွန်တော်တို့ကျောင်းတော်ကြီးရဲ့အောက်ကိုဒိုးရောပေါက်သွားတဲ့အပိုင်းဖြစ်ပါလိမ့်ဗျာ ဒီနေရာတွေကဘာကြောင့်ပေါက်ပြီးတော့ပြိုးသွားရတာလဲဆိုတော့အရင်စေဒီတွေအေးပြိုကျပျက်စီးတဲ့အပိုင်းတွေရဲ့ကျောင်းတော်ကြီးအပေါ်ကအာကျွန်တော်တို့ကျောင်းတော်ကြီးရဲ့ဟိုအမြင်အနေမှာပြုတ်ကျလာတဲ့ဒါဝိပါရပစ္စည်းတွေရဲ့ကြောင့်ဒီလိုဖြစ်တာပါဒါကကျွန်တော်တို့ဝါးတင်ထားတာဖြစ်ပြီးတော့ဒီဝါးတွေကကျွန်တော်ညှင်းစင်ဖို့အတွက်ယူနေတာဖြစ်ပါတယ် ပြည့်စုံအောင်မင်္ဂလာပါဗျာ။ဒါကမန္တလေးမှာမုနိရုပ်ရှင်တော်မြတ်ကြီးကင်းဝတ်ဆံပေတော်မူရာကျောင်းတော်ကြီးအောက်ကိုမူလအတိုင်းဘုရားပူခွင့်ပြန်လေပြုထားတာဖြစ်ပါတယ်။ဒါကဥပုံနေ့တိုင်းဒီလိုခွင့်ပြုပေးတဲ့အဲကျွန်တော်တို့အကျညာစာတွေဂောဘကအဖွဲ့ကနေမှထုတ်ပြန်ထားတာဖြစ်ပါတယ်ဗျ။အားလုံးလာရောက်ပူမြော်နိုင်ကြပါစေဗျာ။